လူဘဝမှာရုပ်အဆင်းအင်္ဂါဘလောက်ပဲချောချောပစ္စည်းဥစ္စာတွေဘလောက်ပဲပေါ်ပေါ်အရေးကြီးဆုံးကစိတ်ကောင်းနှလုံးကောင်းရှိဖို့ရဖို့အရေးကြီးတယ်လို့ဆိုစိတ်ကောင်းနှလုံးကောင်းဆိုတာရှားပါပစ္စည်းလို့ပြောအောင်မှာဖြစ်တယ်ဒုရယမနလာအောင်ဝဆဆီမှုနဲ့ လုပ်လို့ရတယ်ဒီနေ့ခင်မှာဆိုရင်ပြမယုတ်ကြီးကိုဝေကြည်တနာအကုန်ကြခံပြီးတော့ပြုပြင်ကြမလာတာကိုလှအောင်ပြင်ကြတယ်သို့တော့လှမှုမလှမှုဟာအပြင်ရုပ်ပေါ်မှာမူတည်တာမဟုတ်ပဲနဲ့စိတ်နှလုံးနဲ့ပတ်သက်နေတယ်ဆိုတာကို တတိထားမိတဲ့ပုဂ္ဂိုလ်အနေဆုံးပဲသူလည်းသူဖြစ်တယ်မြတ်စွာဘုရားအဆုံးမမှာရုပ်ကိုပြင်းနေုံနဲ့စိတ်မပြင်းမှုဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမကြခင်ရုပ်ဆိုးကြီးတတ်ဘဝရောက်တော့မှာ